နိုင်ငံခြားသားလူတို့မအိအတွက် e-work permission ဖြင့် online ကနေလုံလုံခွဲလျှောက်လွားတင်သွင်းပုံအစစ်အစစ်ကိုပြောပြပေးပါမယ်။ပထမအဆင့်မှာတုံပြသူအသစ်ဖြစ်ပါက e-work permit website မှာအချက်လက်ပြပြီးအကောင့်တစ်ခုအရင်ဖွင့်ရပါမယ်။ဒုတိယအဆင့်နေနဲ့ရှောက်လာတည်တင်းချင်းဆိုတဲ့စာတန်းကိုရွေးချယ်ရမှာဖြစ်ပြီးတော့လုံလုံခွင့်လက်မှတ်နဲ့လုပ်မျိုးစာကိုရွေးချယ်ရမှာပဲဖြစ်ပါရဲ့။နံပါတ်3အဆင့်ကတော့ရှောက်လာတည်လို့ PC ရဲ့အကရှောက်လာဖို့ငွေပေးချေရမှာပဲဖြစ်ပါရဲ့။ ်နံပါတ်၄ဆင့်မှာတင်သွင်းထားတဲ့အချက်လက်တွေတီးပြုစစ်ဆေးမှုကိုစောက်ရပါမယ်နံပါတ်5ဆင့်မှာတော့အုံပြုသူဟာစာရဲစာတန်းခွင့်ပြုချက်ရလက်ကိုစောက်ကြည့်စစ်ဆေးရပါမယ်။နံပါတ်6ဆင့်နေနဲ့ဝန်ဆောင်ခောက်ကိုပေးသွင်းရမှာပဲဖြစ်ပါရဲ့။နံပါတ်9အဆင့်မှာတော့လုံလုံခွင့်လက်မှတ်ထုတ်ယူရန်ဝန်ဆောင်မှုပေးတဲ့ရုံးကိုတွားဖို့ရက်ချင်းယူရပါမယ်။နံပါတ်8ဆင့်နေနဲ့ချင်းစုထားရရဲ့အတိုင်းလုံလုံခွင့်လက်မှတ်ထုတ်ယူနိုင်ဖို့စင်တာကိုလူကိုယ်တိုင်တွားရောက်တည်ပြုရမှာပဲဖြစ်ပါရဲ့ရှင်။